တင်းကောင်ကသူဒီဆေးဟာအလုတ်ကိုဒီအလုတ်ကိုပေါ့နတ်ဝင်တဲ့အလုတ်ကိုသူလက်ခံလိုက်တာနင့်ကိုကိုကြီးချင်လို့ဆိုတော့လာတဲ့ညကလေးကသူကတိတ်လိုက်တယ်နေအောင်ပြေးသွားပြီဆိုတော့လေအဲ့လိုမျိုးနဲ့သူမြစ်တာအမျှပွေလို့ရှိရင်တာသူခေါ်ပါဆိုပြတဲ့ခါကျတော့အာလင်းအောင်ဝိုင်းပြီးတော့မြစ်တာပို့တာသူခေါ်ပြီးတော့လင်းအောင်လည်းကျွတ်သွားပါပေါ့အဲ့တော့နောက်ကြောက်တော့တရားစကားလေးနဲ့နည်းနည်းပိတ်ထားပါကွာတန်တရားမှာကြောင်းငါနဲ့ငါကလေးလေးနဲ့ကိုတက်လိုက်ကြရဲပို့ဆိုတာ အမပြေတော့ထွက်သွားပေါ့ချိန်မောင်းမျိုးဝဲနင်တို့လည်းငါပြန်တက်ပဲပါညာလည်းချိန်မောင်းမျိုးထွက်သွားပေါ့ထွက်သွားပြီးရခါကျတော့ထွက်သွားတော့အမအမှုကပူကြီးသွားရောဒါမတိမ်မှုလည်းမြောက်တယ်ပါညာဒီလိုဆိုတော့ခါကျအမှုများတော့ပေါ့နော်အမှုကကြီးတာပြီဆိုတော့ယောဟာနဲ့မပြီးတော့ဘူးပေါ့အဲ့တော့လောလောဆယ်တန်တဲ့ရရှိတဲ့လူကိုဒီမြို့ကတဲ့ကိုပို့ဖို့ဆိုပြီးရအမြင်နနာဝင်ပြီးအကြံပေးရတကြီးကိုအန္တတကြီးကလက်ခံလိုက်တယ်လက်ခံတော့ဒီမှာဟိုယောဟာရဲ့အဲ့ချာလီကိုစုပ်ခွေးဖမ်းလာတဲ့လူကြီးဟာ လေးနဲ့တော့ပို့မှာပေါ့အဲ့တော့ဟိုကလည်းအလင်းရအောင်လည်းစိတ်မချအောင်သူတမေကျွန်စိတ်မချတော့သူရဲ့နောက်တယောက်ရဲ့လည်းလိုက်သွားမယ်ဆိုပြီးတော့သူတို့ဒီအုပ်စုအားရွာနေပြီးတော့ညာနေနေမဲ့ထွက်သွားကြလေးနဲ့လေးနဲ့ထွက်သွားပြီးအခါကျအမညာတကောင်တော့လည်းရောက်လည်းရောက်ပေါ့အမဟိုကအလင်းရအောင်ပြန်ရောက်လာတာအလင်းရအောင်ပြန်ရောက်လာပြီးအခါကျတော့အလင်းရအောင်ပြောက်လည်းပြန်ရောက်လာတာလင်းရအောင်ပြန်ရောက်လာတော့လင်းကအဲနင်ဘလို့ပြတာလဲဆိုတော့ခါကျအဲဒီလူတွေကိုတန်တရားရှိရဲ့ပေါ့သူတို့လေကိုမှောက်လိုက်ကြရဲ့ပေါ့ ြီးတော့သူ့လည်းသူကလေဆောင်နဲ့ထိရဆိုတာမသိဘူးအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပြီးသူပြောက်ထဲပြန်လွတ်လာတာပေါ့ကွာဒီမျိုးပြီးဒီကိစ္စကိုအဲတကြီးကိုပြောရမယ်ဆိုပြောတာပြောတဲ့ချိန်မှာလင်းငုံကအခုနင်းတယောက်ထဲလွတ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့စားလူတွေပြန်လာအောင်စောင့်အောင်နေခဏအိမ်ထဲမှာခဏပုံနေလိုက်အောင်ဆိုပြီးတော့သူကအဲလေအောင်ကပြောပြောပြခဲ့တပုံးခွင့်ပုံးခွင့်ထားလိုက်တာပေါ့မနက်နိုးလာတဲ့အချိန်ကျတော့သူ့အဖေကိုအမ်ပြောတာအမ ကျန်တော့ကြံခဲ့ပါလဲဆိုတော့အဲ့လင်းငုံကမွေးစားထားတာတို့ကလေမွေးစားထားတဲ့တို့တကြီးလေးများတို့တို့မွေးစားထားတာအဲ့တော့တမီးရဲ့တမီးရဲ့အမေကလည်းနှက်ဝင်တယ်ပဲဆိုတော့ဒီစိတ်မျိုးကိုတိတိကျင်နေတို့ပြပြပါဆိုပြီးတောင်းဆိုတာအမမအလားတကြီးရဲ့နေထက်လင်းသူ့ဖေရပေါ့မွေးစားပြီးအနေထက်လင်းနေထက်လင်းကနေပြီးတော့အမအမသူ့ရဲ့ဟိုခေါ်တော့သူ့ရဲ့သူ့ရဲ့ကြီးတော်လို့ပြောရမှာလေနော် အမေရဲ့အမပေါ့သူကလည်းနှက်ဝင်တယ်လေသူကလည်းခေါ်သွားပြီးရဲ့ခါကြတော့မှအဲ့အရာဝေတန်းတို့ဝေတန်းတို့ကလည်းသူတရားဝင်ဟိုဘယ်လိုပြောမလဲပစ္စည်းတွေလည်းပေးတယ်အဲပေးပြီးရဲ့ခါကြတော့တရားဝင်ဒီလိုပူပူလို့ကလည်းမရအောင်ပေါ့ပူလို့သူသူ့ခန္ဓာကိုယ်ဆက်ကြိုက်အဲ့လိုပရလောကသားတွေကတုံးလို့မရအောင်အတိုင်းပဲအတန်နဲ့ရှုံနေပဲပေါ့အဲ့အဲ့လိုမျိုးလုပ်လို့ရအောင်ဆိုသူတရားဝင်သူတို့လုံပြီးလုံခံနေလုံပြီးလိုက်တာပေါ့လုံပြီးတော့ပြန်လာပြန်လာတဲ့အချိန်မှာပြန်လာတဲ့အချိန်မှာ လင်းကောင်ကအဲ့လိုအိမ်မက်မက်တယ်ပေါ့အိမ်မက်တဲ့မှာအဲဟိုအိမ်မက်အိမ်မက်အိမ်မက်မက်တယ်ဆိုပြီးရခါတော့ဩအမှန်တူကအလောင်းနေပေါ်လာတာ လိမ်မောက်တဲ့မြင်မအလောင်းတွေပေါ်လာအလောင်းတွေပေါ်လာတော့အဲဒီလောင်းတွေကိုတန်းစီချပြီးတော့ညဘက်လဲကြအောင်အဲဒီလင်းငုံကတတိယဝင်ခေါ်တာပေါ့အဲနောက်တော့အဲလုပွဲလုတာပေါ့ကွာပွဲလုပြီးရခါကျတော့အလောင်းတွေကိုပြန်ခေါ်ပြီးတော့အဲဒီအလောင်းတွေလည်းပြောတာတော့ပြန်မျိုးပါပြန်ပြီးတော့တို့မျိုးတရားလုံးကလည်းနားထောင်ကြနေနေကြတာပေါ့နေနေကြတဲ့အချိန်မှာနေနေကြတဲ့အချိန်မှာဒီကြားထဲမှာလည်းဖူးသွားလင်းငုံဝင်ဖူးသေးဝင်ဖူးပြီးရခါကျတော့အဲသူ့ကို သူသူယောက်ျားရှိရယ်ပေါ့သူခိုက်ဝိုက်ခဲကလေးအဖေရှိရယ်ပေါ့ဘယ်လိုလိုတော့မပြောသွားသေးဘူးဒါပေမဲ့အဲလူချိုးဟောပေါ့ပြတင်ရပြတင်မစီခဏခဏလာရယ်ပေါ့သူအဲ့လိုမျိုးပြောသွားသေးပြောပြရခါကျသူတက်တာလဲ၃ယောက်ပေါ့အစိုးရအုပ်ထားလို့သူမသိဘူးပေါ့သူအဲ့လိုမျိုးပြောပြီးတခါဝင်ပြောသွားသေးအဲ့မှာသူကဝိညာဉ်ကြီးခေါ်ပြောပေးလာပြီးတော့လည်းအခါကျတော့မှအဲစကြောင်းကြီးပေါ်လာပေါ့ကပေါ်တဲ့အခါကျတော့မာနီနန်ကပူဇော် အလိုမျိုးဟိုလိုမျိုးကွာဟိုလာပြီးတော့အလိုမျိုးဖြစ်တာညီလန်တာပေါ့သူခရင်ရှိသွားတယ်ဆိုတာသိနေအချင်းကြတော့မှအဲ့သူ့ရဲ့ငငယ်သားရင်းနဲ့သူ့ရဲ့ဘီဘီကပစံပေးပြီးရခါကျတော့တတ်ခိုင်းလိုက်တာအဲ့ဒါလည်းပေါ်သွားပေါ်သွားတဲ့အချိန်မှာဒီအရွာလုံးကဟိုဟာရဲ့အိမ်ကိုသူလည်းမျိုးတနာထုံးလို့ရဲ့အိမ်ကိုတော့ဝိုင်းတာပေါ့ဝိုင်းလဲဝိုင်းဒါပေမဲ့မျိုးတနာထုံးကသူကအဲ့လိုအဲ့လိုမျိုးပေါ့မကောင်းတဲ့အတက်တက်တယ်ဆိုတာသိရခါကျတော့အကုန်က ဘုံတော့နည်းနည်းယောက်ကြပြန်လာရင်ပြန်လာရင်လားဒီကြီးစီလာအဟိုလုတ်ပိုင်းနဲ့ကျိန်းမောင်းပြီးတော့ထွက်သွားတာပေါ့အမျိုးသားတို့ကလည်းသူ့ကိုရရဆက်ဆက်ပြူလာပြောအောင်လားဆိုတော့အဲအလင်းအောင်ပြန်လာတဲ့ညမှာဟိုကလည်းပြန်လာတယ်အဲ့ဘယ်သူလဲအမ်ညီနန္ဒကလည်းပြန်လာတယ်သူကအဲ့ဒီအဲ့ဘာသားကိုထွက်သွားတယ်အဲ့ဟိုကမျိုးသားတို့ကသူကသူယောက်ျားရဲ့ပစိုးလေးအင်းကြီးရဲ့နောက်သူ့ရဲ့မန်းမုံတဟိုင်းရဲ့အရှင်တော်ကြီးတို့တော်တော်ရောက်ထွက်သွားထွက်သွားပြန်တယ်သူကအမ မ်းနေနဲ့လောက်တာပေါ့ကွာလုံနေတာပေါ့အချိန်မှလင်းလာတာအမှန်ပဲအမှန်ပဲလို့အမှန်တကယ်လေးဟိုအမြင်ရောက်လာပြီးတော့တမီးဒီလူတွေနဲ့တမီးနဲ့ရှင်နေတမီးလူတွေကပြရမယ်ဆိုသူမလာပြောပါအမှဟိုဖြစ်ကောဖြစ်ပြီးတဲ့အခါကျတော့အမှတိတ်မကြောက်အညာပါပဲအညာပါပဲအဲနေထက်လင်းကိုမိနနာဝင်ပူတာမိနနာဝင်ပူပြီးတဲ့အခါကျတော့ဟိုကနေပြီးတော့အဟိုကခိုင်းတာပေါ့ခိုင်းတာ ခိုင်းပြီးတော့ဟိုကတော့ဟိုတခြားလူတွေလည်းလာကြတော့လာကြဆိုတဲ့အချိန်မှာဟိုကအလင်းရောင်လည်းသူ့ပြောသူ့အိမ်နေနေနဲ့အဲ့ညူတနာထွန်းရဲ့အမိန်ပေးရတဲ့တောင်တက်တက်လေးကြာကြာတော့သူကအဲ့တန်းကြီးအတိုင်းလိုက်လာတော့အဲ့အဲ့ရွာဟိုတော်ထဲမှာသူစီဝိုင်းနေတားပြီးတော့ဟဲ့အမှဟိုအဲ့လိုမျိုးအောက်လန်းနေလုံနေအောင်လုံလဲလုံနေရောလုံလဲလုံနေရောသူကသူကဒုန်းနဲ့ဝင်ရမလို့လုတ်တဲ့အချိန်မှာ accident သူဝင်လို့မရဝင်လို့မရတော့မှအလင်းရောင်က သေးသွားပြီဆိုတော့သူတိလိုက်တာတိလိုက်ပြခါကျတော့ဖူဆုံးဘာလို့လင်းဟိုစီပြေးတာ။ဟိုမှာကျတော့အိမ်ထဲမှာအရန်တောင်းရနေပြီတဲ့အိမ်ကညောင်းနေတက်ပြီးရခါကျတော့အုံတိုင်းကြီးကျေးပြီးခါကျအဲ့ဟိုဟာကြီးကနေထလင်းရအဲ့ဟိုဟာကြီးဝင်ပူးနေရပေါ့ဝင်ပူးပြီးခါကျတော့လင်းဟိုလိုက်တက်နေရကွယ်လိုက်တက်နေရအချိန်မှာလင်းဟိုကလည်းရုတ်တက်ဆိုတဲ့ခါကျတော့သူကအာဟိုဘယ်လိုပြောမလဲခံနေရပေါ့လှုပ်ခံနေရပေါ့အပိုင်းဘယ်လိုမျိုးလဲမင်းညှိပြီးခါကျအဲ့လိုမျိုးခံနေရခံနေရတဲ့အချိန်မှာ အမအလင်းရောင်ရောက်တာအလင်းရောင်ရောက်လာပြီးအခါကျအမအလင်းရောင်ရောက်လာတော့ဝိညာဉ်ဝိညာဉ်ချင်းခြားကြတယ်အဲရောအလင်းရောင်လည်းမြင့်တာပေါ့မြင့်နေညံ့နေအချိန်ကျမှအလင်းရောင် နေဒီလူတွေကိုနိုင်တယ်နေစိတ်ကိုစုကြည့်ထားဒီဒီလူဒီဒီပရလောကတွေကိုနေနိုင်တယ်ဗောဒီအောင်လန်းတွေကိုနေနိုင်တယ်အနေနေစိတ်ကိုစုကြည့်ပြီးတော့နေလို့မရမယ်ဆိုတဲ့အချိန်ကြတော့မှအဲဒီတော့တတိယပဲအခါကျသူ့မိပေးထားတဲ့ပစ္စည်းကိုသွားယူနောက်ဟိုပရိမပေးရည်ပါဘောအဲ့လိုတွေကိုအညီနဲ့နောက်စီဝိုင်းဝိုင်းပြီးတော့မှသူကအဖျားဆင်ရှိမှာပဲအဲ့မှာဖျားတောက်တော့ရည်နဲ့တော့ပတ်ပြီးအခါကျတော့နှင်းထုတ်လိုက်တာနှင်းထုတ်ပြီးတော့အဲ့လိုမျိုးဟိုပြောမယ် အဲ့လိုပေါ့ကွာဆရာလိုပုံစံမျိုးပေါ့သူအဲ့လိုမျိုးလုပ်လိုက်တဲ့အချိန်ကျတော့မှညင်နန်းထားရတယ်အဲဟိုဖြစ်သွားတယ်လွင်ဟိုပြရီဖြစ်သွားပြီးတော့အဟိုကခိုင်းနေလို့ပေါ့မျိုးတန်တာထောင်းတယ်သူရိအန်တာပေါ့သူရိအန်မျိုးသူတက်သူစုပေါ့ကွာသူတက်သူရိအန်မျိုးမှာတည်သွားတည်သွားပြီးတော့ခါကြတော့မှအလင်းရောင်အလင်းရောင်ကသူမသွားဘူးပေါ့သူဒီပုံစံတိုင်းနဲ့လင်းကုန်မှာတစ်တလုံးနေနေပေါ့ ဒါပေမဲ့အဲသူကသူတည်ရဲဆိုတော့လင်းကောင်ကတည်ရတာနဲ့ဘာဖြစ်လို့သူမပြောရလဲဆိုပြီးပြောတဲ့အချိန်မှာလင်းကောင်ကသူဒီဆရာအလုပ်ကိုဒီအလုပ်ကိုပေါ့နှက်ဝင်တဲ့အလုပ်ကိုသူလက်ခံလိုက်တာနင့်ကိုကိုကြီးချင်ဖို့ဒါဆိုလာတဲ့ညကလေးကသူကတိတ်လိုက်တယ်ညအောင်ပြေးသွားပြီဆိုတော့လေအဲ့လိုမျိုးနဲ့သူမြစ်တာအမျှပူရရှင်နေတာလို့ခေါ်ပါဆိုပြီးအခါကျတော့အာလင်းအောင်ဝိုင်းပြီးတော့ မေတ္တာပို့တာတုခေါ်ပြန်အလင်းအောင်လည်းကျွတ်သွားတာပေါ့အဲနောက်ကြတော့တရားစကားလေးနည်းနည်းနဲ့ပိတ်ထားပါတော့တန်လျာမှာအဲတခုခုမှာကြုံရင်ဆုံးကြပြရပေါ့ဆိုပြီးတော့သူကဟိုဟာထက်မိုက်တယ်ညာမင်္ဂလာကားထက်မိုက်တယ်ဟောဒီလိုကြည့်လို့ကောင်းပါနဲ့ See you